ပရိသတ်များအားလုံးမင်္ဂလာပါရှင် Global Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့နိုဝင်ဘာလ28ရက်နေ့ည8:00နာရီနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော်တော့မှာပါ။တလောကလုံးပြန်လွတ်လာပေမဲ့ရောင်လို့တောင်မလွတ်လာတဲ့နာမည်ကြီးအမှုပညာရှင်ဆယ်လီလေးယောက်အကောင်ကြီးကြီးတထေးသားကိုမှတွဲနေတဲ့သမီးဖြစ်သူတဇင်ထူးမြင့်ကိုပြတ်သားတဲ့စကားတကွန်ပြောလာတဲ့လူရှင်တော်ခင်လိုင်း ထိုင်းနိုင်ငံဟဲ့ရိုင်မြို့မှာမြန်မာတွေကိုကူညီမပေးဘဲထိုင်းနိုင်ငံကိုပဲကူညီကြောင်းသတင်းတွေထွက်ပေါ်လာစတဲ့သတင်းတွေပဲဖြစ်ပါရဲ့ရှင်။ တလောကလုံးပြန်လွတ်လာပေမဲ့ရောင်လွတ်တောင်လွတ်မလာတဲ့နမေကြီးအမှုပညာရှင်ဆယ်လီလေးယောက်ပြည်သက်များအလုံးမဲမင်္ဂလာပါရှင့်အခုချိန်မှာတော့နိုင်ငံတော်ကပုံမှန်905အကကြီးနဲ့ပြစ်ဒဏ်ချခံနေရတဲ့သူတွေလက်ရှိအမှုရင်ဆိုင်နေရတဲ့သူတွေထွက်ပြေးတိမ်းရှောင်နေတဲ့လူတွေကိုပြစ်ဒဏ်လွတ်ငင်းချမ်းသာခွင့်ပေးလိုက်ပါပြီ။ဒါကြောင့်ရုပ်ရှင်မင်းသမီးခိုင်နှင်းကြီးရဲ့ခင်ပွန်းကိုကန့်နိုင်အပါအဝင်ရန်ကုန်မန္တလေးကနေအကျဉ်းသားပေါင်းထောင်ချီလွတ်မြောက်လာတာဖြစ်ပါတယ်။ဒါကြောင့်ပြည်သက်တွေကပြစ်ဒဏ်ချခံနေရတဲ့အမှုပညာရှင်တွေလည်းပြန်လည် ွတ်မြောက်လာမယ်လို့ထင်သေးပြီးနေကြတာပါဒီဗီဒီယိုလေးမှာတော့ပြည်တံကြခံနေရတဲ့အနုပညာရှင်တွေတဲကမှရောင်လို့တောင်ပြန်မလွတ်လာခဲ့တဲ့အနုပညာရှင်ဆယ်လီတွေကိုပြပြပေးသွားမှာပါ။နံပါတ်၄နန်းမွေစံနာမည်ကြီးမော်ဒယ်နဲ့တရုတ်ဆောင်ဆရာဝန်တယောက်ဖြစ်တဲ့နန်းမွေစံဟာသူမရဲ့ခန္ဓာကိုယ်အလားပါအဘော်ဒီတွေကြောင့်မြန်မာတနိုင်ငံလုံးကအမျိုးသားတွေအနုပညာရှင်တွေမသိသူမရှိရအောင်နာမည်ကြီးကျော်ကြားပါတယ်။ အထူးသဖြင့်နမ်ဝိဆိုင်ရဲ့ဗီဒီယိုတွေကိုပုရိသယောက်ျားတွေကတရေတမျှများနဲ့အမျိုးချပြီးတော့အားပေးရတာဖြစ်ပါတယ်။ဒါပေမဲ့နမ်ဝိဆိုင်ဟာမြမယဉ်ကျေးမှုနဲ့မကပ်ညီတဲ့ဗီဒီယိုဖိုင်တွေကြောင့်ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ပရိသတ်တွေကတော့လူငင်းချမ်းသာခွင့်ပေးတိုင်းမှာနမ်ဝိဆိုင်လွတ်မြောက်လာမယ်လို့ထင်ကြတာပေါ့။ဒါပေမဲ့မလွတ်မြောက်နိုင်သေးတာဖြစ်ပါတယ်။အခုလည်းလူငင်းချမ်းသာခွင့်ပေးတဲ့အထက်မှာနမ်ဝိဆိုင်မပါဝင်ခဲ့ပါဘူး။ဒါကြောင့်လူတွေကစိတ်မကောင်းဖြစ်နေကြပါတယ်။ နံပါတ်3သမီးစု Facebook ဆက်လီသမီးစုကလည်းပူပူနွေးနွေး905ကကြီးနဲ့အမှုရင်ဆိုင်နေရတာပေါ့အမေရိကန်က Facebook ဆက်လီသမီးစုဟာအမေရိကန်ကအနေမြန်မာနိုင်ငံကိုပြန်လာရင်းနဲ့သူမနဲ့တချိန်ကပွဲဖြစ်မှုတဲ့အေဒင်ကိုနဲ့ညှိပြီးတော့အမှုတွေရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်အခုချိန်မှာတော့သမီးစုရင်ဆိုင်နေရတဲ့905ကကြီးအမှုတွဲတွေအားလုံးကိုပိတ်သိမ်းလိုက်ပြီးဆိုပေမဲ့လည်းအေဒင်ကိုနဲ့အမှုမပြည့်ပြတ်သေးတာကြောင့်သမီးစုကမလွတ်လာနိုင်တာဖြစ်ပုံရပါတယ်အေဒင်ကိုကတော့သမီးစုအနေနဲ့သူမကိုတောင်းပန်ရင် ်ခွင့်လွှတ်ပေးမယ်လို့ပြောထားပေမဲ့အခုတခါတော့မလွတ်မြောက်နိုင်သေးပါဘူး။နံပါတ်1ရဲတိုက်နိုင်ငံတော်ကလူငယ်ချင်းသာခွင့်ပေးတိုင်းမှာပါလာမလားပါလာမလားဆိုပြီးပြည်သူတွေမျှော်လင့်နေကြတာကတရုတ်ဆောင်မင်းသားရဲတိုက်ပါ။ရဲတိုက်ဟာအနုပညာလောကမှာအထိတ်အမင်းသားဖြစ်ပြီးတော့ညလုံးအကြီးစုရှာတောက်ပကညှို့ချက်ပြင်းတဲ့တရုတ်ဆောင်ချက်တွေကြောင့်မင်းကလေးပြည်သူတွေသတိလို့အားပေးကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းတရုတ်ဆောင်ရဲတိုက်ဟာအမှုတချို့နဲ့ဖန်စီထိန်ထိန်ခံထားရတာပါ။အခုလူငယ်ချင်းသာခွင့်ပေးတဲ့အချိန်မှာတော့ရ ရဲတပ်ရဲ့ဖန်တွေကသွားပြီးတော့စောင့်နေပေမဲ့ပေါမလာခဲ့ပေ2026ဧပြီလမှာမှလွတ်လာမယ်လို့သိရပါဗျ။နံပါတ်1 DJ Vaughn လက် နေမျိုးအောင်ရဲ့သားနဲ့အတူချွေးမဖြစ်သူ DJ ဖောင်းလန်းဟာဗုဒ္ဓဘာသာဝင်ရဲ့အထွတ်မြတ်ထားရာဗုဒ္ဓံတရဏံခေတ်ဆောင်မီယရနာ၃ပါးသချင်းကို DJ နဲ့ cloud တွေဘားတွေမှာတီးဆူဖြောပြမိရာကြောင့်တရဏာညှိုးနှန်းစေမှုအကြီးညိုပြည့်စုံမှုတွေနဲ့အတူအမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါကြောင့်တရုတ်ဆောင်မင်းသားနေမျိုးအောင်တို့ဇနီးမောင်နှံကရင်ပူနေရတာပါ။ဒါပေမဲ့အခုတော့နိုင်ငံတော်ကသတင်းကောင်းတစ်ခုကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲ့ဒါကတော့ပုံမှန်905ကကြီးအပြင်တခြားသောအချို့သောပုံမှန်တွေနဲ့အတူ တရားစွဲဆိုပြစ်ဒဏ်ချမှတ်ခံထားရတဲ့သူတွေလက်ရှိအမှုရင်ဆိုင်နေရတဲ့သူတွေထွက်ပြေးတိမ်းရှောင်နေတဲ့လူထောင်ပေါင်းများစွာကိုလူငင်းချမ်းသာခွင့်ပေးလိုက်တာဖြစ်ပါတယ်။ဒါကြောင့်တရုတ်ဆောင်မင်းသားနေမျိုးအောင်နဲ့ဇနီးတဲ့အာပြဲစိန်ကချွေးမလီလွတ်လာပြီလို့ထင်ထားတာပါ။ဒါပေမဲ့အခုထိမလွတ်သေးတာဖြစ်ပါတယ်။အခုပြောပြခဲ့ရတာကတော့လူငင်းချမ်းသာမှာရောင်လို့တောင်မလွတ်ခဲ့တဲ့ဆယ်လီအမှုပညာရှင်တွေဖြစ်ပါတယ်။ဒီလူတွေနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ အကောင်ကြီးကြီးတထေးသားကိုမှတွဲနေတဲ့သမီးဖြစ်သူဒဇင်ထူမြင့်ကိုပြတ်သားတဲ့စကားတခုပြောလာတဲ့လူရှင်တော်ခင်လိုင်ပရိသတ်ချစ်တော်ဒဇင်ထူမြင့်ဆိုတာအလုံးသိကြတဲ့အတိုင်းနိုင်ငံကျော်ဟာသလူရှင်တော်ကြီးဦးခင်လိုင်ရဲ့သမီးကျော်လေးဖြစ်ပါတယ်။ဒါပေမဲ့သူမကဖခင်ရဲ့အရှိန်အဝါတခုတည်းနဲ့ယက်တည်နေသူမဟုတ်ပါဘူး။ယူဘဗေဒဘာသာရဲနဲ့ပွဲရထားတဲ့ပညာတတ်တယောက်ဖြစ်တယ်လို့ဗလော့ဂါတယောက်အနေနဲ့ရောတရုတ်ဆောင်တယောက်အနေနဲ့ပါကိုချစ်တော်ပေါ်ကိုယက်တည်ပြီးတော့အောင်မြင်မှုလမ်းကြောင်းကိုရှောက်လန်းနေတဲ့သူလေးပါ။ လက်တလောရပိုင်းမှာတော့သစင်ထူးမြင့်ရဲ့အခြေရေးသတင်းကတော်တော်လေးကိုဟိုးလေးတကြောဖြစ်နေခဲ့ပါတယ်။သူမရွေးချယ်လိုက်တဲ့ချစ်သူကောင်လေးကတာမန်မဟုတ်ပင်ရန်ကုန်မြို့ရဲ့ Night Live Vlog မှာနာမည်အကြီးဆုံး Survivor Room ဘာကြီးကိုပိုင်ဆိုင်တဲ့ထိတ်တန့်သတင်းသားတယောက်ဖြစ်နေလိုပါပဲ။ဒီသတင်းထွက်လာတဲ့အခါမှာတော့ပရိသတ်တွေကသစင်ထူးမြင့်ကတော့သတင်းသားအကောင်ကြီးကြီးကိုမှရွေးချယ်လိုက်ပြီးဦးခင်လိုင်တို့ကတော့ရွှေသမတ်ရပြီဆိုပြီးတော့ဝိုင်းဝန်းပြောဆိုခဲ့ကြပါတယ်။ ဒီလိုချင်းနေမျိုးမှာလူတိုင်းစိတ်ဝင်စားနေကြတာကဖခင်ဖြစ်သူဦးခင်လိုင်းရဲ့သဘောထားပါပဲ။တမီဖြစ်သူကအခုလိုချမ်းသာကြွယ်ဝတဲ့တတိသားနဲ့တွဲနေတဲ့အပေါ်မှာဖခင်တယောက်နေနဲ့ဘလို့မြင်လဲဆိုတာကိုမေးခွန်းထုတ်စရာဖြစ်လာပါတယ်။အများထင်ထားကြတာကတတိသားကိုကြိုက်တာကောင်းနေဆိုပေမဲ့တစ်ခါတလေတတိသားတွေကမိန်းကလေးတွေကိုအတီမတွဲပဲအပျော်ကြံကြတာမျိုးလည်းရှိပါတယ်။ဒါကြောင့်မိဘတွေမှာယဉ်ပူနေရတာပါ။အခုလည်းသဇင်တူမြင့်ကိုဘားပိုင်ရှင်တဲ့သဘောတူလားမတူဘူးလားဆိုတဲ့ဒီမေးခွန်းကိုတော့ခင်လိုင်းကတကယ့်ကိုခင်မိပြီးတော့ ပြတ်သားတဲ့စကားတစ်ခုနဲ့အပြေပေးလိုက်ပါတယ်။ခေလိုင်ပြောခဲ့ရကတမီးဖြစ်သူတထေးနဲ့ပဲကြိုက်ကြိုက်ဆင်းရဲသားနဲ့ပဲကြိုက်ကြိုက်သူ့အနေနဲ့သဘောမတူပိုင်ခွင့်တားပိုင်ခွင့်မရှိပါဘူးဆိုတဲ့စကားပါ။ဆက်လက်ပြီးတော့လေဥခင်လိုင်ကမိဘဆိုတာသားသမီးကိုလမ်းပြပေးလို့ပဲရတယ်။အိမ်ထောင်ဘက်ရွေးချယ်တဲ့ကိစ္စမှာဒီလူနဲ့မကြိုက်ရဘူး။ဟိုလူနဲ့မှကြိုက်ရမယ်ဆိုပြီးဝင်ရောက်ဆွတ်ဖက်ပိုင်ခွင့်တားစီးပိုင်ခွင့်မရှိပါဘူး။သူတို့ကြိုက်ချင်တဲ့သူနဲ့ကြိုက်ခွင့်ရှိတယ်။ဖခင်တယောက်အနေနဲ့လှုပ်ပေးနိုင်တာကတော့တမီးလေးရဲ့ရွေးချယ်မှုမှန်ကန်ပါစေ။တ မီလီရဲ့ဘဝခရီးလမ်းတရားဖြောင်ပြူပါစေဆိုပြီးစူတောင်းပေးုံကလွဲလို့ကျန်နာဝင်ပါခွေမရှိပါဘူးလို့ပုံမှန်လေးလေးပြောကြားခဲ့ပါတယ်ဒီလိုစိတ်ထားမျိုးထားနိုင်တာကတကယ်တော့မလွယ်ကူပါဘူးအထူးသဖြင့်နမကြီးမိသားစုတွေမှာသားသမီးအရေးကိုမိဘကချေလဲခြင်းကြတာများပါတယ်ဒါပေမဲ့ခင်လိုင်ကတော့သမီးဖြစ်သူရဲ့ပညာအရေးချင်းအမှုပညာစွမ်းရည်နဲ့ကိုယ်ရည်ကိုယ်သွေးကိုယုံကြည်ပြီးတော့လှလက်ခွင့်ပေးထားတာကခင်မိမိဘတွေအတွက်အတူယူစရာပါ တဖက်မှာလည်းသဇင်ထူးမြင့်ကကိုပိုင်အစွမ်းစားနဲ့အောင်မြင်နေအမျိုးသမီးငယ်တယောက်ဖြစ်လို့သူမရဲ့ရွေးချယ်မှုကအမှားမရှိနိုင်ဘူးလို့ပရိသတ်တွေကတော့သုံးသပ်ကြပါတယ်။တရေသားနဲ့တွေ့လို့ကံကောင်းနေဆိုတာတဲ့နှစ်ယောက်စလုံးကအရေးချင်းရှိပြီးတော့လိုက်ဖက်ညီတဲ့ဇုံတွေတွေမလို့တော့ဖခင်ကြီးကစိတ်ချလက်ချနဲ့ခွင့်ပြုထားတာဖြစ်နိုင်ပါတယ်။ခေလိုင်ရဲ့ဒီစကားကတကယ်ကိုလေးစားစရာကောင်းပါတယ်။တချို့မိဘတွေကသားသမီးရဲ့အခြေအမှငွေကြေးကုန်ဒနာကိုကြည့်ပြီးတော့ဝင်ရောက်စွတ်ဖက်တတ်ကြပေမယ့်ခေလိုင်ကတော့သမီးဖြစ်သူရဲ့ဆုံးဖြတ်ချက်နဲ့လွတ်လပ် ခွင့်ကိုအပြေအဝအလေးစားမှုပေးထားတာတွေ့ရပါတယ်။ဒါကသူတို့မိသားစုရဲ့နှွေးထွေးမှုနဲ့သားသမီးတွေကိုဘလောက်ထိယုံကြည်မှုပေးထားလဲဆိုတာကိုသက်သေပြသနေရပါ။ဒဇင်တူမြင့်ကိုရိုင်းကလေးမရေးကြရှိပြီးတော့ပညာတတ်တယောက်ဖြစ်လို့သူမရဲ့ရွေးချယ်မှုတွေအပေါ်မှာဖခင်ဖြစ်သူကယုံကြည်စိတ်ချနေပုံရပါတယ်။တရေသားဖြစ်လို့သဘောတူတာမဟုတ်ဘဲသမီးလေးရွေးချယ်တဲ့သူဖြစ်လို့လက်ခံပေးတဲ့ဖခင်မြတ်တာကိုမြင်တွေ့လိုက်ရတာပါ။ကေပရိသတ်ကြီးသမီးဖြစ်သူရဲ့အခြေအေးပေါ်မှာဝင်းယောင်းမဆုတ်ဖက်ဖင်နဲ့လောလောခွင့်ပေးထား ားတဲ့ခင်လိုင်းရဲ့ခံယူချက်ကိုဘယ်လိုမြင်ကြပါသလဲ။ဒဇင်သူမြင့်တော်ဆောင်ရဲ့လူကိုရောသဘောကျရဲ့လား။ပရိသတ်ကြီးရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ ထိုင်းနိုင်ငံဟဲရိုင်မြို့မှာမြန်မာတွေကိုကူညီမပေးဘဲထိုင်းတွေကိုပဲကူညီကြောင်းသတင်းတွေထွက်ပေါ်လာ။မင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့ထိုင်းနိုင်ငံဘက်ကစိတ်မကောင်းစရာနဲ့စိုးရိမ်စရာသတင်းလေးတခုကိုတင်ဆက်ပေးကြပါမယ်။အားလုံးသိကြတဲ့အတိုင်းထိုင်းနိုင်ငံတောင်ပိုင်းဟဲရိုင်မြို့မှာအချိန်ကာမဟုတ်မိုးသည်ထန်စွာရွာသွန်းမှုကြောင့်တမျိုးလုံးဒီပါရေလွှမ်းမှုမှုတံကိုအကြီးကျယ်ခံစားခဲ့ရပါတယ်။ရေကြီးမှုက ရုတ်တရက်ဖြစ်ပေါ်ခဲ့ရာကြောင့်တက်ကြီးရွယ်အိုတွေအမျိုးသမီးတွေနဲ့ကလေးငယ်တွေသာမကအိမ်မွေးတရိတ်ဆန်လေးတွေပါဒုက္ခရောက်ခဲ့ရပါ ါတယ်။ဒီရေဘေးတံကိုဒေသခံတွေနဲ့အတူမြန်မာရွှေပြောင်းလုံသားအများအပြားလဲခါးစည်းခံခဲ့ရပြီးတော့ဘေးလူရကိုတင်းဆောင်ခဲ့ရပါတယ်။လက်ရှိချိန်မှာတော့ဟဲ့ရိုင်မြို့မှာရေပြန်ကျသွားပြီဖြစ်လို့တပ်ဆိုင်ရာအဖွဲ့အစည်းတွေကရေဘေးတင်ပြည်သူတွေအတွက်ထမင်းတုံးနဲ့စားနပ်ရိက္ခာတွေလိုက်လံပြီးတော့ဝေငှပေးနေပြီဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာဝန်းနေစရာသတင်းတစ်ခုထွက်ပေါ်နေပါတယ်။အဲ့ဒါကတော့ရိက္ခာဝေငှတဲ့နေရာတချို့မှာမြန်မာလူသားတွေကိုထမင်းတုံးဝေမပေးပဲထိုင်းလူမျိုးတွေကိုသာရွေးချယ်ပြီးတော့ကုညီနေရဆိုတဲ့သတင်းမှ ောင်အတူတူအလုံးလို့အတူတူဒုက္ခရောက်ခဲ့ကြပေမဲ့အခုလိုအစားအသောက်ဝေးငှားတဲ့နေရာမှာလူမျိုးခွဲခြားပြီးတော့ခြံလက်ခံရတဲ့အတွက်မြန်မာလူသားတွေကတော့ဝန်းနေနေကြရပါတယ်။ဒါပေမဲ့တရင်ကောင်းတစ်ခုကတော့ဒီအခြေအနေကိုသိရှိတဲ့မြန်မာပရာဟိတကယ်ဆယ်ရေးသမားတွေကဟဲ့ရိုင်မျိုးကိုအမြန်ဆုံးသွားရောက်ပြီးတော့ကျွန်တော်တို့ရဲ့မြန်မာတွေကိုကူညီပေးဖို့စီစဉ်နေကြပြီလို့သိရပါတယ်။နိုင်ငံရဲ့ချမှာမျက်နှာငယ်နေရတဲ့ကျမတို့ရဲ့မြန်မာလူသားတွေအမြန်ဆုံးအကူအညီရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ပရိသတ်ကြီးရောဒီဖြစ်ရပေါ်မှာ မှာဘယ်လိုထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။